မြန်မာနိုင်ငံမှာမွေးဖွားကြီးပြင်းလာတဲ့ပြည်သူတွေအနေနဲ့တလုံစားဘူးသူကျေးဇူးဆိုတဲ့အတိုင်းနိုင်ငံတော်ရဲ့ကျေးဇူးတစ္ဆာကိုစောင့်တိရမယ်လို့စစ်ကောင်စီကရေချောင်းလေချောင်းတင်နန်းသားလူငယ်တွေနဲ့တွေ့ဆုံစဉ်ပြောဆိုခဲ့ပါတယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာမေလ21ရက်ကနေပြည်တော်မှာပြုလုပ်တဲ့အခြေခံနဲ့တမ်းမြင့်ရေချောင်းလေချောင်းလူငယ်တင်နန်းကတင်နန်းသားတင်နန်းသူတွေနဲ့တွေ့ဆုံမှုမှာအဲ့ဒီလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။တလုံစားဘူးသူကျေးဇူးဆိုတဲ့စကားနဲ့ညီ ဒီမြေမာမွေးဒီမြေမာကြီးပင်းကြသူတွေဟာနိုင်ငံတော်ရဲ့ဂျေဇူးသစ္စာကိုစောင့်တိကြရမယ်တာဝန်ဝတ္တရားရှိတယ်လို့စစ်ကောင်းဆောင်ကပြောဆိုခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။စစ်ကောင်စီရဲ့စကားအရမြန်မာနိုင်ငံမှာမွေးဖွားကြီးပင်းခဲ့ပေမဲ့လည်းအတင်းအဓမ္မအာဏာသိမ်းထားတဲ့စစ်ကောင်စီရဲ့လက်ရှိအုပ်ချုပ်နေမှုပေါ်မကြိုက်နှစ်သက်တာကြောင့်၎င်းတို့ပေါ်ဂျေဇူးတင်စရာစောင့်တိစရာမလိုဘူးလို့ရန်ကုန်မြို့နယ်မြို့သမီးတူကဆိုပါတယ်။ ဒီမြေမှာကြီးပြင်းတာဟုတ်တယ်ကျေးဇူးလည်းသိတယ်ဒါပေမဲ့လက်ရှိအုပ်ချုပ်နေတဲ့ပေါ်တော့မကြိုက်ဘူးသူတို့လုပ်နေတဲ့ဟာတွေကကျေးဇူးတင်စရာတကွက်မှမရှိတော့ကျေးဇူးတစ္ဆာစောင့်သိစရာမလိုဘူးလို့၎င်းက ARD Times ကိုပြောပါရယ်အာနာသိမ်းပြီးနောက်စစ်ကောင်စီဟာခုခံတော်လှန်မှုတွေကြောင့်စစ်ရှုံးလာတာနဲ့ပြည်သူလူထုကိုရန်သူတပွဲပြုတ်မှုဆက်ဆံဖမ်းဆီးတပ်ဖြတ်နေတယ်လို့လေကြောင်းနဲ့လည်းနိုင်ငံတော်ဝန်ပုံချဲတိုက်ခိုက်ပြီး တန့်ရာစုဆောင်းနေတာကိုသိရပါတယ်။စေကောင်းဆောင်ကတန့်ရာပြုံးတိလာမှုအတွက်ပြန်လည်ဖြည့်တင်းမှုအရွယ်ရောက်ပြီးနိုင်ငံသားတိုင်းမဖြစ်မနေစစ်မှုထမ်းရမယ့်ဥပဒေ၊ဤဥပဒေတွေကိုအသက်သွင်းခဲ့ပေမဲ့လည်း၎င်းနဲ့အပေါင်းပါသားသမီးတွေလက်ရှိအချိန်ထိပါဝင်ခြင်းမရှိသေးပါဘူး။နိုင်ငံတော်ကိုသစ္စာစောင့်သိခြင်းဆိုသည်မှာနိုင်ငံတွင်ရှိမိဘပြည်သူတွေပေါ်ကျေးဇူးမကန့်ခြင်းဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့အာဏာသိမ်းမှုကိုရပ်တန့်ဖို့လိုအပ်တယ်လို့ Sister to Sister ဥဆောင်ကော်မတီဖွဲ့ဝင်တူကထောက်ပြပါရယ်။အဲတော့တကယ်ကိုနိုင်ငံတော်သစ္စာစောင့်တည်ဖို့လိုအပ်နေတာကတော့စစ်ဘုတ်ချုပ်မင်းအောင်လှိုင်အပါအဝင်သူ့အပေါင်းမှာစစ်ကောင်စီအဖွဲ့သားတွေဖြစ်ပါတယ်လို့ဥဆောင်ကော်မတီဖွဲ့ဝင်မတင်စာရှင်းလင်းရီက ARD Times ကိုတုံသက်ပြောဆိုပါရယ်။ဒါအပြင်စေကောင်းဆောင်ကနိုင်ငံသားတိုင်းဟာမိမိတို့နိုင်ငံရဲ့တမိုင်းဖြစ်ရမှန်ကိုသိရှိပြီးစစ်မှန်စည်းကမ်းပြေဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ခိမိဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတည်ဆောက်ရာမှာဥဆောင်လူငယ်တွေအဖြစ်ပါဝင်ပေးကြဖို့လိုအပ်တယ်လို့ဆိုထားပါတယ်။စစ်ကောင်စီကကာကွယ်ရေးအတွက်အထောက်အကူဖြစ်စေဖို့ရည်ရွယ်ပြီးဧပြီ22ရက်ကနေမေ23ရက်ထိရေချောင်းလူငယ်တင်နန်းနဲ့လေချောင်းလူငယ်တင်နန်းကိုဖွင့်လှစ်ခဲ့ပြီးအခုနှစ်မှာလူငယ်1604ဦးတက်ရောက်ကရေဒက်စကန်17ခုနဲ့လေဒက်စကန်15ခုတို့မှာတင်ကြားခဲ့တယ်လို့သိရပါတယ်။